ပလောင်ကတော့ပြောင်းတော့မယ်အဓိကနေရာဖောင်းဆောင်မှာဗျာကျွန်တော်တို့တိုက်ပွဲတွေတအားအောင်မြင်နေတော့ကျွန်တော်လည်းပြောရတာဝမ်းကဒါအတာတယ်ဗျာနော်ဝမ်းသာအတာတယ်ဒါပြောရငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်မင်္ဂလာပါဗျာအလုံးကြံပါစေချမ်းသာပါစေနော်ပိုင်ရကိုမျက်နှာမြင်ပိုင်ကိုတကြလို့အလုံးပြောစေကြပါစေဗျာဒီနေ့က၈ရက်6လ2025ပေါ့ဗျာနော် အဲဒီနေ့ရစီအကြောင်းအရာလေးတွေကိုပြန်လဲ share မျှဝေလုပ်ပေးပါမယ်ပိုင်ရဲကွာเนาะအဲတက်တော်ကရခင်တော်ကကျွန်တော်တို့ခန်စစ်တွေခန်စစ်တွေနဲ့တက်ဟိုဒါ၄နှစ်တာကာလနေပါလောက်ကိုဒါကျွန်တော်တို့ဟိုတဆိုးရှိလောင်ဆွဲဆန့်လာတာမျိုးရှိတယ်စိတ်ကသဘောတရားရတော့စစ်သားကြီးပဲတည်လိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့အမြင်ပဲကျွန်တော်တို့ကပြောတာအခုအချိန်ညတော့ဘာဖြစ်လာလဲဆိုတော့တက်တော်ကတံမြန်ထိုးစစ်ဖြစ်သွားတယ် ဘာလို့တစ်ဖက်ကရိတ်ခါတွေလက်နက်တွေခရမ်းတွေကသူတို့ဥကျိုးသွားပြီဖြစ်တဲ့အခါကျတော့တမ်းမြတ်တံမြန်ထိုးစစ်တပ်မတော်ဘက်ကပြန်လည်တံမြန်ထိုးစစ်ဖြစ်လာမနေရဆိုလို့ရှင်လည်းပဲဒါကြုံတို့တို့ကွန်ကရစ်လမ်းတွေမှာဆိုဝန်တန်ပိုင်းနဲ့မနေ့နှစ်နာရီလောက်တည်းပွဲကလာတောက်ချောက်ကြမ်းကြမ်းနဲ့ကလာအဲပြီးတော့ထန်းနမင်ဒီတမခ44ပေါ့အဲအဲ့ရနေလဲအမုံလိုက်ကျွေးတာနော်အဲ့ရတက်ကအမုံလိုက်ကျွေးစက္က73ဘက်ကရန်သူလှုပ်ရှားရခုံအောင်ရနေရလေအကုန်လုံးကိုနေမြေရှင်းပတ်ချလဲလိုက်တူတာ ကစင်ကရနဲ့ခွေးပြေဝက်ပြေးတွေဖြစ်ဖြစ်ချင်တိုင်းဖြစ်နေကြတာအဲ့ဒီဟို KLN တို့ KAI တို့ဘက်တွေလဲနော်အဲမကြုပ်ကျွန်တော်တည်းတည်းပြောတယ်မှာဒီဘဝစကောင်းရောက်အောင်လို့ပြောတယ်ပြီးတော့ဟိုးသူပြတ်တာဟိုအတူပြတ်နေဖြစ်ခေါ်ပျောက်ပြတ်ထွက်ကုန်နော်ကျွန်တော်ပြောဦးတာပဲအဲ့တော့တောင်းတော့ကတော်တော်ကြီးကိုကောင်းတယ်ပြီးတော့ဟိုပလဲဘက်ဆိုလည်းဒီကန်တော်ကြီးနဲ့မြေရေစကောင်းဟိုသူတို့၄၅၆လောက်တိုက်တယ်ဟာလာအဲအဲ့မှာနေမြေရှင်းတာမှာရဆိုဟို ပန်းဆက်လို့ပြောတဲ့ခြေထုလက်တုလေးခြေပြက်လက်ပြက်လေးအများကြီးပြန့်ကျဲနေတာပဲအဲမနေ့ကလည်းတော်တော်နေပြည်တော်ရှင်းနေရတာရှိတယ်နော်အဲရှင်းလင်းနေရတာရှိတယ်အဲနောက်တစ်ခုကြတော့ဒီကျွန်တော်တမတက်တက်ကတမတရားတက်ပေါ့တရားတက်ကငန်းတမမူရတော့တော်တော်ကောင်းချင်ပါတယ်ကျွန်တော်တို့ဒီပေါင်းမြန်တဲ့ဒီပြည်သူစစ်ရွာတဲ့အကုန်လုံးကိုရိတ်ကပုံနေပါစကြောင်းထိုးရှင်းသွားတာအမတန်ကိုမှဂုံရှိပါတယ်ဗျာဂုံလည်းရှိတယ်တန်ဝိုးလည်းရှိပဲ เนาะแล้วดีตะเด็งอ่ะถ้าเราတို့တိတ်ထောင်ချီပေါက်တဲ့တိတ်ထီထောင်ချီပေါက်တာတဲ့ဝမ်းတာတဲ့တည်းမှာเนาะအဲဒီကျွန်တော်တို့ပြည်သူစစ်တွေမှာစားနပ်ရိက္ခာတွေပြက်စီးဟိုမရဘဲနဲ့ငတ်ပြတ်နေတဲ့ယောက်တွေအများကြီးပဲအားလုံးကအပြင်ထွက်လို့မရအောင်စနိုက်ပါရင်းနဲ့ထောက်ထားလဲအများကြီးပဲအခုကတော့အခုအဲ့ဒီအကြမ်းဖက်တွေအတော်တဲ့တွေယောက်တွေဝင်ပြေးဒါကိုတွေ့ရတယ်အဲ့တော့အဲ့နေရာတွေအပြက်ရှင်းမလိုက်ရင်တော့ပွဲကပြီးပြီဇရာလှပြီး နော်အတခါလဲအဲ့တို့အထဲကိုအဝယ်မှခံတော့မှရှင်းရင်အဲ့မှနေတဲ့ပြည်သူတွေအေးချမ်းတော့နေရမယ်ရိုးသားပြည်သူတွေအတွက်ဒါတန်ဖိုးရှိမယ်တက်မတော်ကတော့ရိုးသားပြည်သူတွေအတွက်ပဲတန်ဖိုးရှိမှာပါကျန်တဲ့လူတွေအတွက်ကတော့မရှိနိုင်ဘူးတက်မတော်ကနော်တက်မတော်ကိုတန်ဖိုးထားတာကရိုးသားပြည်သူတွေတန်ဖိုးထားတဲ့ဒီလိုနိုင်ငံရေးသမားတွေကတော့တန်ဖိုးထားမှာမဟုတ်ကျွန်တော်ကရိုးသားပြည်သူဖြစ်တဲ့အတွက်ရိုးသားပြည်သူကိုယ်တိုင်အားကိုးရအားကိုးရလေးပဲတန်ဖိုးထားပြီးပြောပြနေတာဖြစ်တယ် ကြောက်မော်ဘက်ကတော့တတိတာပါအကြံဖက်အင်အားအယောက်200လောက်ကမနေရတဲ့တနေ့ရတဲ့ရောက်တာတဲ့တနေ့ရတဲ့အဲမှာသမင်းတွေချက်ပြုတ်စားနေတာရှိကြတယ်အဲ့ဒီမှာနည်းနည်းတော့တတိထားဖို့ကျွန်တော်ပြောချင်ပါတယ်ကြောက်အီရပါပြောမလဲဆိုအဲ့ဒီကသူထိုးစစ်ကအချိန်ကျသွားပြီကြောက်ပြုတ်သွားဆော့လိုက်တဲ့ကောကကျွန်တော်ပြောပါလဲကြောက်ပြုတ်သူမထီးတဲ့နဲ့နဲ့မှပါတယ်မကြည့်တဲ့နဲ့မှပါတယ်လို့ကျွန်တော်ပြောတယ်သူကမထီးတဲ့နဲ့မကြည့်တဲ့အောင်သွားကြည့်လိုက်တော့အခုကဘာဖြစ်လဲဆိုတော့တန်တွဲရဲ့အဲတန်တွဲရဲ့ခွားရဲ့ အန်းရဲ့အဲ့ဒီဘက်တွေကိုဒါလိုက်ဒပလိတဲ့အဲတချိန်တည်းစုပေါင်းပြီးတော့ဒါထိုးစစ်ကိုဖျက်ဝင်မယ်ထင်တယ်စစ်ကြောင်း3 5ကြောင်းလောက်နဲ့ထိုးမှတယ်ကျွန်တော်လည်းဟိုတနေ့ကချင်ပြည်နယ်မှာစစ်ကြောင်း3ကြောင်းထိုးပြီးတော့မှဒါရှင်းနေဆိုကြောက်ဝိုင်ဟိုဝိုင်းမော်တို့ဘက်ကျွန်တော်တို့ဖကန်လုံးခင်းတာမခန့်တာဒီဘက်တကြောနောက်ကကြလို့ဟိုဘေးမိုးကောင်းဒီဘက်ကနေပြီးတော့ပြန်လာတဲ့အဲကောလင်းတို့ဝင်းတို့တို့အဲ့ဒီဘက်ကနေပြီးတော့တကြော နောက်ခါကျတော့အင်းတော်ဘက်ကတကြောအမပတ်ချလေဒီတောင်းတော်ကစစ်ကြောင်းနဲ့အလို၃၄၅ကြောင်းဖြတ်ထိုးတော့တော်တော်ကြီးကိုဟိုရှင်းရှင်းပြောလို့ရှင်လို့ချင်းကချင်ဘက်ကအေဂျင့်နေကချင်ဘက်ကမကြခင်မှာတော်တော်ကြီးကိုဟိုအေဂျင့်ဖြစ်သွားတော့မှာ KIA ကြီးကလည်းဖမော်မာကသူတို့ကလည်းနောက်ဆုတ်လိုက်လို့ရှင်လည်းပဲသူတို့ရဲ့နောက်ကလိုင်စာပါမယ် နောက်ခါကျနောက်ဆုံးជីဝိရိထပ်ပါမှာကိုသူတို့ကတိနေတဲ့အတွက်ရသလောက်ကိုသူတို့ရဆွဲပြီးတော့ဒီဗမောမရရအောင်ဗမောမရအောင်ဆိုတာတိတယ်ဗမောကနောက်ကိုစုပ်လိုက်တာနဲ့သူတို့ဟိုဘက်ကကုံကြီးဆိုတာသူတို့တွတ်ပြီးသားဖြစ်တဲ့အတွက်ဗမောကိုအသေးအံလှုပ်ရှားနေတာဖြစ်တယ်အဲအဲ့တော့စီရဲကိုခစဲကြရဖြစ်အောင်ဆိုပြီးတော့သူကဟိုဘက်ကို အဲကြောက်ပြီဘက်ကိုမဲကြတော့တောင်းတော့ကကြောက်ယူကကြောက်ယူတက်ကသွားတာဒီဘက်ကဒီဘက်ကနေရတနိုင်ငံလုံးမှာသူ့နေရနဲ့သူသူ့လူနဲ့သူအလုလုံနေသူတိုင်းမှုနေသူသူ့ပုံကျုပ်တွေနဲ့သူသွားသူအလုလုံနေတာဆိုတော့ဒါလို့စည်ကစားတာလောက်ကတော့ဘာမှမဖြစ်ဒါမှစည်သူတို့ကစားသူတို့ပင်ပန်းတာပဲရှိမှာပေါ့အမ်ဘရလန်ဆိုလဲတောင်းတော့ကအသာစီးနဲ့စစ်ကြောင်းနေအမုံထိုးတာလားအခုကအသာစီးကုန်ရသွားပြီနော် နောက်ခါကြလို့ဆိုတော့ကျွန်တော်တို့ဒီမှာစကားကောင်းကောင်းပြောရတော့မယ်ဘာသူနဲ့ပြောလဲဟိုဘက်အကြမ်းဖက်မီဒီယာတွေနဲ့ကောင်းကောင်းပြောရတော့အဲ့ကကြာကျွန်တော်တို့အပေါ်စီးကပြောမှာနော်အဲဒီလိုပဲဆဲပါသေးသူတို့ဆဲတက်တက်သူတွေကတော့ဆဲပါစင်နော်မကြခင်မှာဒါအော်နေကြောက်ပြီမှာတွေ့ရတယ်ဆိုတော့ကျွန်တော်ပုံတွေပြလို့မရလို့အလဲကြမနှွဲကြစတဲ့ဆိုပုံစံမျိုးပေါ့နော် အေးဒီအားကျွန်တော်တက်မလို့အားဒီတွေ့တဲ့မှာဒူးတောက်ငိုင်းနာပြီးတော့လက်တွေမြောက်ငိုင်းနာပြီးတော့အဲသူလှုပ်ထားတဲ့ပုံစံလှုပ်ပါများတော့ဒေါသတော်တော်သူတို့လှုပ်တယ်လို့ပြန်လှုပ်ပြနေတာတော့တွေ့ရတယ်တော့ပြန်လှုပ်ပြတယ်ဆိုတော့နှဘာကျိုးစိတူပြီးတော့မင်းတို့ကနွားတွေပဲဆိုပုံစံမျိုးတွေမျိုးမြင်တွေ့တာပေါ့တော့ဒါပဲကျွန်တော်တို့အဲဒီချက်တယ်လီဂရမ်ကတရှိပါတယ်တော့ကြီးလိုက်ပါဦးတော့ဟိုဘက်ကအကြမ်းဖက်မီဒီယာတွေတော့ အဲ့တော့အလဲကြမလဲကြစတန်ပဲပြောကြပါလေအခုနောက်ချိုဆိုလို့ရှင်လည်းတရားလည်းလေးတက်စုပ်ပြေးပြီအဲ့ဒီမှာ PDF တွေပဲအချိုးလောက်ပဲကျန်တော့လေအဲ့ PDF မှတွေဆိုဘိုင်ကြီးတွေနဲ့ကိုဝင်နေတဲ့ဘဲဟိုပြေးကြတဲ့အခါကျတော့ဘာမှမွေးကြမလဲတော့မသိဘူးအဲ့မှလည်းတော်တော်စိတ်ဆင်းရဲတယ်ဗျကျွန်တော်ပြောတာပြောနေရတာနောက်ချိုလည်းမကြခင်ရနောက်ချိုကိုတက်မတော်ကရောက်ရှိသွားပြီဆိုနောက်ချိုကိုတက်မတော်ကထိန်းလိုက်ပြီဆိုကြောင်မဲတိဘောတို့ကအဲအตาလေးအိတ်ထဲကောက်ထည့်လိုက်ပြီးတော့နောက်ဆုံးမှတော့ပလောင်အောင်ဘုံပြောက်တော့မယ်ပလောင်ဘုံပြောင်းမှဖြစ်တဲ့အတွက်အနူးကြီးကိုပေါင်းလိုက် အေယိုပေါင်းလိုက်သူလုံနေတယ်အမအန်ယူဂျီကလည်းထာဝရမိတ်ဆွေလုံလိုက်ပြီးတော့အန်ယူဂျီနဲ့သူတို့မပတ်သက်ဘူးလုံလိုက်နေဒီပြောတဲ့ဖြစ်ပြနေတာပလောင်ရလဲပဲနော်အဲ့တော့ကျွန်တော်ပြောနေတာကပလောင်ရတော့ပြောင်းတော့မယ်အဓိကနေရာပေါင်းဆောင်မှာဗျာကျွန်တော်တို့တိုက်ပွဲတွေတအားအောင်မြင်နေတော့ကျွန်တော်လည်းပြောရတာဝမ်းကတအားတာတယ်ဗျာနော် ဝမ်းသာတာတယ်ဒါပြောရတာဝက်တော့ကားတွေကိစ္စဝက်တော့ကားတွေကိစ္စ license တွေအခုကြမှာဆွတ်ဆက်ဝယ်နေကြတော့ license ရုံးသိမ်းမှလည်းပြည့်ကျက်တန့်နေတာ cycle တွေလည်းပဲဒါ nail license ပေးတာဟို nail license ငွေတွေရရှိသေးတာသူဘက်သူမဆောင်မနဲ့ဟိုအချောင်နေကြတဲ့အခါကျအခုကြမှာဖမ်းတော့မှငိုယူပြီးတော့ OG ဟဲ့ကြိုင်နဲ့ဟိုအကုန်ဖွာတာ ကျွန်တော်တို့လည်းလာပြောခိုင်းတာပဲကျွန်တော်တို့သိနေတာပဲဒါသူဘက်ဆိုလိုင်စင်မလုပ်ရဘူးသူဘက်ဆိုဖြစ်တဲ့ဥစ္စာဖန်ခံခံဖို့ဒါပဲကြာကိုကိုတိုင်ကိုကနိုင်ငံတော်မှမချစ်တာဟုတ်တယ်မလားကိုကိုတိုင်နိုင်ငံတော်ပံ့ပိုးရမယ်နဲ့ဘဘဘဘကိုကိုတိုင်ကိုကအချောင်းနဲ့အချောင်းစားနေတာဆိုတော့ကျွန်တော်တို့ကတိတ်မပြောပြပါဘူးနော်အဲဒါလေးတော့ပြောခြင်းနဲ့အဲအခုဖြတ်သိမ်းတာမဟုတ်ဘူးကွာနော်လိုင်စင်မလုပ်လို့လိုင်စင်မဲ့ဖန်တာဟိုစိုက်ကလေးမကြီးရဆိုဖြတ်သိမ်းရင်တော့ဒါကျွန်တော်တို့ပြောပြပါမယ်ဟုတ်တယ်မလားဒါခက်ခဲဖြစ်နေတဲ့ပြည်သူတွေအတွက်ဒါသူကလိုင်စင်မဲ့တွေကိုဖန်တာ ဖြတ်သိမ်းတာမဟုတ်ဘူးဒါလေးတော့ချို့နားမလဲတာရှိတယ်နောက်တစ်ခုကြတော့အခုဟိုကိုကျုံးလည်းအဖန်းစီခံတယ်ဆိုတော့အနေထားမျိုးကျွန်တော်တို့ကြားသိရတယ်အဲ့ဒါတဖက်မီဒီယာအကြံဖက်တွေကဘာဖြစ်လာတယ်လဲဆိုတော့မခိုင်နေဝေချောင်းဆိုပြီးတော့သူ့ကိုပြောလို့ဆိုတော့မဟုတ်ပါဘူးဗျာအဲ့ဒါချမ်းချမ်းတို့နဲ့ဒါဟို ထောက်ဖို့လမ်းကြောင်းတွေနဲ့ဆက်သွယ်မှုရှိတယ်ဆိုပြီးတော့ဒါမျိုးထိမ့်သိမ့်တယ်လို့ပဲကျွန်တော်တို့လည်းယူဆပါတယ်တကယ်တရင်မှန်မှန်မှန်လည်းကျွန်တော်မသိပါဘူးဒီစကားတော့အတီမီပါနဲ့ဗျာနော်အဲမန္တလေးဘက်မှာဆိုလို့ရှိရင်လည်းပဲဗာကြဲကြဲလို့တဲတဲလို့ online shop လို့ပါညာဆိုတော့အဲ့အဲ့စစ်ကြည့်လိုက်လေအဲ့ဒီမှာဆိုဘာတွေတွေ့မလဲတကယ်မှဟိုတရားမဝင်တဲ့ဟာတွေ တစ်ဖက်နိုင်ငံမှာစုပ်ပြတ်တက်နေတာတွေဒီမှာလေ50 60သိန်းချောင်းတအားကြီးချမ်းသာတို့ဘာကြီးလောက်ကြလဲဘာပြောဒါတွေကလည်းစစ်စစ်သိနေတယ်ဒီလိုပဲအကြမ်းဖက်လမ်းကြောင်းတယ်အဲ့ဒါအများကြီးပဲအဲ့ online မှာအများဆုံး online shop တွေစစ်ကြည့်လိုက်မန္တလေးဘက်ကတအားများတယ် online shop တွေစစ်ခမောက်ပေါ်တာပဲနတ်စင်တရားဆရာတော်ဖရာကြီးဟိုနေကြောင်းမှာပေါ့နော်နိုင်ငံတော်တာကနာကဩဂထဆရာတော်ဖရာကြီးရဲ့နောက်ခါကျတော့ နတ်ရှင်တရားဆရာတော်ဖျားရဲ့တက်ဆိုင်ရာဌာနဆိုင်ရာပုဂ္ဂိုလ်ကြီးကဲပုဂ္ဂိုလ်တွေတိတိရဲ့အများဆုံးပါနော်မနေ့ကတော့ဌာပနာပိတ်ပွဲလောက်တာလေးကိုကိုကျွန်တော်ကနေပြောမှပြန်ပြောဒီပြန်လည်းမျှဝေပေးလိုက်တာရှိတယ်မျှဝေပြန်ပေးလိုက်တာဆိုတော့ပိုင်ရဲကိုအကောင့်ပါနော်ကျွန်တော်ဟိုထဲမှာ YouTube မှာတွေ့လိုက်တယ်ဒါတော့ကျွန်တော်တော့မဟုတ်ပါဘူးပိုင်ရဲကိုအကောင့်တစ်ခုကိုတွေ့လိုက်တဲ့အခါအဲ့ဒီမှာလေးသူကပြန်ပြီးမျှဝေပေးတာတွေ့တော့ဝမ်းသာပီတိဖြစ်ပါတယ်ဗျာအဓိကကတော့ဆရာတော်ဖျားကြီးတွေကိုလည်းပဲနိုင်ငံတကာနိုင်ငံသားတွေကလည်းဖူးတွေ့မြင်တွေ့ခွင့်ရအောင်ဒါလို့တဆင့်ကူညီပေးတဲ့ ဟိုပိုင်ရဲကိုအကောင့်ကဟို YouTube မှာပေါ့နော်ပိုင်ရဲကိုအကောင့်လည်းကျေးဇူးတင်ပါတယ်လို့ပြောတင်ပါတယ်ဒါလေးတော့ပြောပြလေးအားလုံး